ညောပဲကြောင်ကြောင်ညောမရလားလားဘာကြီးတော့သွားလဲဟိုဘာကြီးကပြုတ်ကြတာဒီလားဟိုဘာတော့စက်ကင်လောက်စက်ကင်ပုတ်ဦးတကယ်တကယ်ခုံစစ်တကယ်ခုံစစ်လားတကယ်ခုံစစ်အဲ့ဒီကျွန်တော်ရိုက်ကူးတဲ့အင်ရဲ့ခုံပေါ့နော်ခုံပထမတစ်ချိန်ခုံလိုက်တဲ့အချိန်မှာဥစောကနေပြီးဟာမရသေးဘူးလေမင်းအဲ့ဒီနဲ့လူတွေပျော့တယ်ရပြီဥစောတားလုပ်ကြည့်မယ်နောက်တစ်ခါအဲ့လိုတကယ်ခုံလိုက်တဲ့အချိန်မှာကျိုးကြွားလာအဲ့ဒီအဲ့ဒီအိမ်ကခုံယူရောလိုက်ရတယ် အဲဂျန်ကွင်းနဲ့အမတ်တရားတော့အဓိကကျွန်တော်စုံတာကတော့ကိုမင်းမင်းနဲ့စုံတာများတဲ့အတွက်ကြောင့်မလို့သူနဲ့ဆင်းနေဆိုလို့ရှိရင်ရှိရပါတယ်ဒါပေမဲ့တချို့ဟာလေးအဲတချို့ဟာလေးတွေဆိုလို့ရှိရင်အဲအစာအဲဇက်ကကျွန်ပြပြလို့များလို့ပေါ့နော်ဒါပေမဲ့ဟိုဟာအာကိုမင်းမင်းနဲ့ဆင်းတော်များအမတ်ရပါတယ်ပြီးတော့မိုင်းနဲ့ဆင်းဆိုလို့ရှိရင်ခုံချိုးတဲ့ဆင်းကအမတ်ရပါတယ်ကျွန်မကြီးမဆူပေါ့ရှင်တို့တေဦးတေဦးတေဦးဟုတ်ဟုတ်နော်ဒီတိုင်းရော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  ဟာဒီကားလေးဒီကားရိုက်တော့တော့ကျွန်တော်ဝိတ်မချဘူးကျွန်တော်ဝိတ်ဝိတ်ပါတင်လိုက်တာဘာဖြစ်လို့လဲဆိုတော့ခလေးပုံစံဖြစ်အောင်လို့ပေါ့နော်ဒီကားခုနကတော့ကျွန်တော်စဉ်းစားတဲ့ကားထဲမှာပါတာပေါ့နော်ဘာလို့လဲဆိုတော့ကိုကိုကြောင်လိုဝက်ချက်တစ်ခုခုဖြစ်သွားမှာဆိုလို့ပေါ့နော်ကိုကဒီကြိုက်တာကိုတစ်ခါမှမလုပ်ဘူးတဲ့ခါကျတော့ကြောက်တယ်ကြောက်တဲ့ခါကျအစတော့ကတော့မရိုက်တော့ဘူးဆိုပြီးတော့ငင်းမလို့စဉ်းစားနေတာပေါ့ဒါပေမဲ့ဒီချာစဉ်းစားကြည့်တဲ့အခါမှာအဲကြောက်တဲ့ဟာကိုဘွားကြီးမှာခုနောက်ပိုင်းလှုပ်ရတာ သဘောကျလာတဲ့ခါကျကြောက်တဲ့ရောင်ရင်ဆိုင်ကြည့်မယ်လို့ပြီးတော့ရင်ဆိုင်တာပေါ့နော်အဲ့တော့ဒီကရိုက်တာကိုဖြည်းဖြည်းချင်းစီကျွန်တော်ချင်းကတ်တာပေါ့နော်အဲ့တော့အနီးနားမှာရှိနေတဲ့ကိုယ့်ရဲ့တူတွေတူမတွေခလေးတွေသူတို့တွေပုံစံလေးတွေကိုစပြီးတော့အရင်ချင်းကတ်တာပေါ့နော်သူတို့တွေစိတ်ဆိုးတယ်ဒေါသထွက်တယ်ပျော်တယ်အဲသူတို့ emotional ဖြစ်တယ်ဘယ်လိုလုပ်လဲဆိုတဲ့ဟာမျိုးလေးတွေလိလာတာပေါ့လိလာပြီးတော့အဲ့လိုမျိုးပေါင်းစားလိုက်တာပေါ့နော် fashion တွေဘာညာတွေကဆိုတော့အင်ကြီးပစားတွေကဆိုတော့ အာနည်းနည်းလေးတော့2%ဆက်လေးပြောင်းလို့ပြထားတာ။ငါဘာရှာရဲ။အင်းချူချူတောက်ချင်နော်။ချူချူတောက်ချင်ချူချူတောက်ချင်ချူချူတောက်ချင်လေလုံးကြပါဦး။ချူချူတဲ့ချူချူချူချင်လေ။ဆိုပါဦးပြုတ်ကြဟုတ်လား။ဆိုပါတော့ဆက်ကြလို့။ဆက်ကြပါဦးတကယ်တကယ်ခုံစစ်။တကယ်ခုံစစ်လား။တကယ်ခုံစစ်။အဲ့ဒီကျွန်တော်ရိုက်ကူးတဲ့အင်ရဲ့ခုံပေါ့နော်။ခုံပထမတစ်ချိန်ခုံလိုက်တဲ့အချိန်မှာဥစ္စာကနေပြီးဟာမရသေးဘူးလေ။မင်းအဲ့ဒီနဲ့လူတွေပျော့ရဲ။ရပြီဥစ္စာတားလို့ကြည့်မယ်။ နောက်တစ်ခါအဲ့လိုတကယ်ခုံလိုက်တဲ့အချိန်မှာကျိုးကြွားသွားတာအိမ်ကအဲ့အဲ့ဒီအိမ်ကတော့ဖုံးရောလိုက်ရတယ်ရောလိုက်ရတယ်အဲဂျန်ကွင်းရဲ့အမတ်တရားတော့အဓိကကျွန်တော်စုံတာတော့ကိုမင်းမင်းနဲ့စုံတာများတဲ့အတွက်ကြောင့်မလို့သူနဲ့စင်းနေဆိုလို့ရှိရင်တော့ရှိရပါတယ်ဒါပေမဲ့တချို့ဟာလေးအဲတချို့ဟာလေးတွေဆိုလို့ရှိရင်အဲအစာအဲဇက်ကကျိုးပြပြလို့များလို့ပေါ့နော်ဒါပေမဲ့ဟိုဟာအာကိုမင်းမင်းနဲ့စင်းတော်တော်များများအမှတ်ရပါတယ်ပြီးတော့မိုင်းနဲ့စင်းဆိုလို့ရှိရင်ခုံကျိုးတဲ့စင်းကအမှတ်ရပါတယ် အဲအဓိကတော့အာကျွန်တော်လည်းမဒူညီတဲ့ character မျိုးစုံကိုတရုပ်ဆောင်ကြည့်နေတာပေါ့နော်အရင်ဟိုးရင်တော့ဆိုလို့ရှိရင်တော့တရုပ်ဆောင်ခဲ့တာ villain တွေကြီးပဲတရုပ်ဆောင်ခဲ့တယ်အဲ့နောက်ပိုင်းမှာတော့အာဒီ drama ကားတွေရိုက်လိုက်သေးတယ်အခုဒီနှစ်ပိုင်းခြားတော့ကျွန်တော်ဟာတာကားတွေပဲရိုက်ဖြစ်နေတာပေါ့နော်ဒါပေမဲ့ဟာတာကားတွေမှာလည်းပဲကွာတကားနဲ့တကား character မတူဘဲထူးခြားတဲ့ပုံစံလေးတွေဖြစ်မဲ့ဟာလေးတွေဆိုလို့ရှိရင်ကျွန်တော်လက်ခံပြီးရိုက်ကြည့်နေတာပေါ့နော် အဲ့ဒါမှလည်းဟာသာကားဆိုပေမဲ့လည်းအမြင်တစ်မျိုးလေးဆက်အောင်ဘယ်လိုလုပ်ရအောင်လဲဆိုစဉ်းစားနေတဲ့မှာကျွန်တော်လည်းအတွေ့အကြုံရတာပါ။โอเคပါဟိုစူပါလေဒီရုပ်ရှင်ကားကြီးอ่ะ

Z Super League ရုပ်ရှင်ကားကြီးကိုတကယ်ယုံတယ်ပြတ်သားတဲ့အော်တိုဘာလ30ရက်နေ့ကြာလာကြည့်တဲ့ခါကျတိပါတယ်